ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့ရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားပါမယ်။ဒီနေ့ညမှာတော့သူတပင်ခန္ဓာချူနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ရထားတာတွေကျွန်တော်ရှိတယ်ပေါ့နော်။ကျန်တဲ့အပြောင်းအရွှေ့တွေကတော့အသင်းနဲ့ပတ်သက်လို့ကျွန်တော်ကအများကြီးရထားခြင်းကျွန်တော်မရှိသေးဘူး။ဆိုတော့ခန္ဓာချူနဲ့ပတ်သက်တဲ့သတင်းလေးကိုကျွန်တော်ကအရင်ဆုံး ဆွေးနွေးကြည့်အောင်ပါအဲ့ဒါပြီးလို့ရှိရင်တော့ဂျန်နဲ့ဘာသတင်းတွေကျွန်တော်ရထားသေးတယ်ဒါလေးတွေကိုကျွန်တော်ကြည့်မယ်ပေါ့လေဆိုတော့မင်္ဂလာပါမင်္ဂလာပါညီကလေးဆိုတော့ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့က Fabrizio Romano ကကျွန်တော်ပြောထားတာပေါ့နော်ဂါနာချူက Manchester United ကနေလုံးဝထွက်ခွာတော့မှဖြစ်တယ်ဆိုပြီးတော့ပေါ့နော်ကစားသမားနဲ့ကလပ်အသင်းကြားထဲမှာအာနှစ်ဖက်သဘောတူညီမှုရပြီးတော့ဆုံးဖြတ်ချက်ချခဲ့ပြီးပြီဖြစ်တယ်ပေါ့ဗျာသဘောတူညီဆုံးဖြတ်ချက်ချခဲ့ကြပြီပေါ့နော်ကနာချူကလည်း United ကနေထွက်ချင်တယ်မန်ချက်စတာ United ကလည်းငါတို့ကတော့မင်းကိုရောင်းချမယ်ပေါ့ပရီးမီးယားလိမ့်မှာ ဒီဆက်ကစားနိုင်ကြလေရှိနေပြီးတော့ဗောနပရီးမီးယားလိဂ်လက်အတင်း3တင်းကကာနာချူကိုတော်တော်လေးစိတ်ဝင်စားနေရတယ်လီဗာပူးလ်စင်ကလည်းစိတ်ဝင်စားနေတယ်လို့အီတလီကလပ်တီရဲ့ဘက်ကလည်းမန်ချက်စတာယူနိုက်တက်ထံကာနာချူနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မှုတွေပြုလုပ်ထားတယ်ဆိုပြီးတော့ဖက်ဘရီဇီယိုရိုမန်နိုကကျွန်တော်ပြောထားတယ်ဆိုတော့ကာနာချူရဲ့အပြောင်းအရွှေ့ကကျွန်တော်တို့ဒီယူရိုပါလိဖိုင်နယ်ပြီးကြတဲ့ကဗောနဟိုသူ့အနာဂတ်နဲ့ပတ်သက်လို့ပြည်သက်တွေအတိုင်းအတာတခုကြီးလက်ခံပြီးတာဖြစ်မယ် ငါတို့တွေတော့ကာနာချူကိုအစ်စ်မှာဆက်ပြီးတော့မြင်ရဖို့မရှိတော့ဘူးဆိုတာသူတပင်းကတော့ကာနာချူအင်းနဲ့ဟိုဘလူးဝဲအပြီးမှာပြောခဲ့တဲ့ဇကားတွေကဟိုသူ့ရဲ့အတင်းပေါ်တွေပဲဖြစ်စေနီးပြားတွေပဲဖြစ်စေဘလူးမတ်လက်ခံခြင်းစရာအခြေအနေတွေဟုတ်မနေလို့ပဲအော်ဒါအပြင်နီးပြားနီးပြားဖြစ်သူကိုယ်တိုင်ကလည်းကာနာချူကိုကျွန်တော်တို့ဒီရာသီဂျိုခြေတန်းပွဲစဉ်တွေအတွက်ကျွန်တော်ခေါ်သွားတယ်ရာသီပိတ်ခြေတန်းပွဲစဉ်တွေတော့ခေါ်သွားတယ်ဆိုပြီးမဲ့လို့ဘလူးမတ်ဒီကစားမနဲ့ပတ်သက်ပြီးတော့အတင်းမှာပေါ့နော်ဆက်ပြီးတော့ ဒါထားဖို့မဖြစ်နိုင်တော့ဘူးဆိုတာကျွန်တော်တို့ကောင်းကောင်းသိရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဓိကကကျွန်တော်တို့အနေနဲ့ဒီနွေရာသီအပြောင်းအရွှေ့မှာ Manchester United တကယ်ဒီဂါနာချူကိုရောင်းချနိုင်မှာလားပေါ့ဘယ်အသင်းကိုရောင်းချသွားမလဲဒါကိုပဲကြည့်ရမှာပဲအသင်းဘက်ကတော့ဂါနာချူနဲ့ပတ်သက်ပြီးတော့ဗောနော်ရောင်းပြီးတော့ငွေရှာမယ်ရတဲ့ငွေကိုအသင်းမှာကွင်းလေလို့ဘာလို့အစားထိုးရမှာဆိုတော့ဂါနာချူအပြင်ကို Marcus Rashford, Sancho, Anthony Santos เนาะဒီကစားသမားတွေဟာ မဖြစ်မနေဆိုလိုလက်လောက်ရမဲ့ကစားသမားတွေဖြစ်ယူဆထားကြတာဗျာဒါကြောင့်ပေါ့နော် ကာနာချူကတော့လက်ရှိမှာအသင်းကနေကာနာချူကိုယ်တိုင်ကလည်း okay ငါတော့ယူနိုက်တက်မှာဆက်နေဖို့မရှိတော့ဘူးအသင်းကနေထွက်မယ်ပေါ့အသင်းရဲ့ဘက်ကလည်းကာနာချူငါတို့တော့မင်းကိုဆက်မထားနိုင်တော့ဘူးဆိုပြီးတော့နှစ်ဖက်စလုံးမှာပုံမှန်လေးရှိထားပြီးသားကာနာချူကိုယ်တိုင်ကအသင်းရှာဖို့လိုတယ်မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလည်းရောင်းချဖို့လိုတယ်နော်ဒါအပြင်တခုရှိတာကပရီးမီးယားလိပရီးမီးယားလိ၃သင်းလောက်ကိုကစိတ်ဝင်စားနေတယ်ဆိုတော့ ဒီကျွန်တော်ကတော့ဂါနာချူဝချဲစီကတော့စိတ်ဝင်စားတယ်လို့ထင်ပါတယ်ကျန်တဲ့အသင်းတွေဆိုပြဿနာမရှိဘူးဗျာဒါပါတော့အသင်းငယ်တွေပါလို့ပြဿနာမရှိဘူးပေါ့နော်မိတ္တေပဲအသင်းကပလင်းဆိုပြဿနာမရှိဘူးဒါပေမဲ့အသင်းကြီးတွေပေါ့နော် top 6အသင်းတွေပါလို့ကျွန်တော်ရောက်သွားလို့မဖြစ်ဘူးမဖြစ်ဘူးဆိုတာကဒီကိုစီမာပေါ့နော်အချင်းကြီးမကောင်းပေမဲ့သူများစီမာအချင်းကြီးကောင်းရင်ကောင်းမှာဒါကလည်းအဆင်ပြေတဲ့ပြဿနာမရှိသေးဘူးဒါပေမဲ့လို့ကိုနဲ့ဓာတ်ရိုက်ရှင်ပြိုင်ကစားမဲ့ပြိုင်ဘက်စီကိုတော့ရောက်သွားလို့ကျွန်တော်မဖြစ်ဘူးဓာတ်ရိုက်ရှင်ပြိုင်ကစားမဲ့ပြိုင်ဘက်စီကိုကျွန်တော်လက်လှုပ်လိုက်ရလို့ကျွန်တော်မဖြစ်ဘူး ။နော်ဂျန်ရဲ့ဥရောပကလပ်အသင်းကြီးတွေလက်လွတ်ပြဿနာမရှိဘူးနော်ကျွန်တော်တို့အင်တာမီလန်ထံလက်လွတ်ချင်တာလား။နော်နာပိုလီထံကျွန်တော်တို့ Score Max 2မီနီတို့လက်လွတ်ချင်တာလဲပြဿနာမရှိဘူးဗျာ။ဒါပေမဲ့လို့ပေါ့နော်ကျွန်တော် United ပါပဲဒီပရီးမီးယားလိမှာရှိတဲ့နော်ဗာလဲ Chelsea တို့ဘာတို့သူ့ကိုလိုချင်နေဆိုတဲ့အသင်းကြီးကိုရောက်မသွားဘူးလို့ကျွန်တော်အရေးကြီးတယ်။နော်ကျန်တဲ့ထားပါတော့နော် Brighton တို့ဘာလို့ကိုရောက်တာပြတ် Brighton ကတကယ်တမ်းပြောရင်ခေါ်သင့်တယ်ဘာလို့လဲဆိုတော့မီတိုမာတော့ရှိတာပေါ့လေမီတိုမာတော့ရှိတာပေါ့ဒါပေမဲ့လို့ အဲကြောင်ပထူရူဘာလို့ကထွက်မယ်ဆိုတော့ Brighton တို့ဘာလို့ကအမှန်ကန်ခေါ်ဖို့တင်းနေ။နော်ဆိုတော့သူတို့ကတော့ Legend Legend မှာဘာမှတော့တရင်မထွက်ဘူးပေါ့လေ။နော်ဘာပဲပြောပြောနီးပြဖြစ်တဲ့ Eric Ten Hag ကလည်းဟို Leverkusen ထံခေါ်ကောင်းလဲခေါ်မှာပဲ Florian Wirtz တို့ဘာလို့ကထွက်မယ်ပေါ့နော် Eric Ten Hag ကိုယ်တိုင်ကလည်းခံစီ၃ယောက်နဲ့သူကစားခြင်းမှာကစားတော့မှာဆိုတော့ကာနာချူရူဘာလို့ကအတိုင်းအတာတစ်ခုထိအဲဒီ Eric Ten Hag ရဲ့အနာဂတ်မှာအရေးပါခြင်းလဲပါမှာပဲလေ။အဓိကတော့ပြောင်းရွှေ့ရ United ဘက်ကဘယ်လောက်လိုချင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ ခေါ်မခေါ်ကျူးပန်းမှာပဲဟွာဘက်ကနေပြီးတော့လီဗာကူဇင်ဘက်ကနေပြီးတော့เนาะဒါကြောင့်ဒီအီတလီကလပ်တွေရဲ့ဘက်ကလည်းစိတ်ဝင်စားတယ်ဆိုတော့စိတ်ဝင်စားတဲ့အသင်းတွေရှိတာကောင်းပါတယ်အခုချိန်ကြီးတော့ပရီးမီးယားလိဂ်ကလပ်တင်းတွေရောဘာကောအသင်းထံတရားဝင်ကန့်လန့်လာတာမျိုးတွေကျွန်တော်ဘာမှမရှိသေးဘူးပေါ့เนาะဘာမှမရှိသေးဘူးပယ်တင်းကိုကျွန်တော်ရောင်းမလဲတန်60လောက်ကျွန်တော်ရဖို့လိုပါတယ်ပရီးမီးယားလိဂ်အသင်းတွေဆိုလို့ရှိရင်တန်60ဟူတောင်မှကျွန်တော်ကလွယ်လွယ်ကူကူနဲ့လက်မလွတ်ရလीကောင်းနေပဲဒီကောင်တွေတိတယ်မလားကိုတင်းကစားမကိုခက်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 ခေါ်ရလीကောင်းနေပဲ ဟုတ်တယ်မလားဒီကောင်ကြီးခက်ခက်ခဲခဲခေါ်ကြီးကောင်းနေပဲ။ဒါမျိုးတော့လက်ရှိချိန်ကြီးတော့အတင်ပတ်ကဘာမှန်းတော့မနော်။ဘယ်အတင်းကမှတရားဝင်ချိတ်ဆက်လာတယ်ဆိုတာမျိုးမရှိသေးဘူး။ဆိုတော့ညီကတို့ရလက်ရှိမှာခနာချူနဲ့ပတ်သက်ပြီးတော့လုံးဝဘယ်အတင်းတဲ့လက်လွတ်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြတယ်။ပရီးမီးယားလိအတင်းတွေကတော့ဗျာနောက်ဆုံးကြမှာကျွန်တော်တို့အနေနဲ့ပေါ့နော်။ဘယ်လိုပြောမလဲတွေးရမှာ။ဟော channel အတင်းတွေကိုကျွန်တော်လက်လွတ်ဖို့ကျွန်တော်ကြိုးပမ်းရမှာပဲနော်။ အန်ဘူမိုကတဲ့ here we go ဗီလာ no ပါကျွန်တော်ဘာမှမအောင်လို့သိပါဘူးเนาะကာနာချူကိုရောင်းလို့ရတဲ့ငွေကြောင်းနဲ့တိုက်စစ်နဲ့ပတ်သက်တဲ့ဖြစ်တင်းမှုတွေပြီးလို့ရှိရင်တဲ့ကွင်းလယ်ဘက်ကူကိုလှည့်လောက်မယ်လို့ထင်လာတယ်ကျွန်တော်အမြင်ကတော့ထင်တယ်ထင်တယ်ထင်တယ်ဆိုတော့ဘာလို့လဲဆိုတော့ဘလို့ပြောရမလဲအဲအချင်းကြီးကဗျာကျွန်တော်တို့ဒီဘလို့ပြောရမလို့ဆိုတော့ငွေကပေါ့เนาะရပြီဆိုတာနဲ့ကျွန်တော်ကဘယ်သူဘယ်သူဘယ်နေရာဘယ်နေရာတွေအားဖြစ်မယ်ဆိုတာမျိုးကပေါ့เนาะဆိုတော့ချက်ချင်းဆိုသူတို့အသိအနေနဲ့ပြတ်မှတ်ထားတာပြီးသား ြစ်မှတ်ထားတာပြီးသား okay ငါတို့တိုက်စစ်မှုအမ်ဘူမူကိုခေါ်မယ်အဲ့ဒါပြီးတာနဲ့တိုက်စစ်မှုခေါ်မယ်အဲ့ဒါပြီးပြီဆိုတာနဲ့ကွင်းလည်းခေါ်မယ်ဝင်းဘက်စ်တွေဂူသမားတွေနောက်တန်းတွေကပြောင်းဖို့အတွက်ဘာလို့မှသတင်းထွက်မထားဘူးเนาะကိုခုနပြောပြပဲဥနနာကြီးကိုလက်လွတ်ရတယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကခေါ်ခြင်းခေါ်မှာပေါ့လေဥနနာကိုလက်မလွတ်ရသေးသေးတော့အတင်းဘက်ကဂူသမားတွေကအစားထိုးဖို့မရှိဘူးဆိုတော့ကာနာချူရူပါတို့ကိုရောင်းရပြီဆိုလို့ရှင်တိုက်စစ်နဲ့ပတ်သက်တဲ့အားဖြစ်မှုတွေလုံးမှာ ဲ့ဒါပြီးလို့ငွေတွေပိုသေးတယ်ဆိုရင်လိုအပ်တဲ့ကွင်းလေအားဖြည့်မှုတွေကလောက်မှဒါသေးကြတယ်ကွင်းလေအားဖြည့်မယ်တိုက်စစ်တုံးအောင်သူတို့ပြောင်းမယ်ဒါပဲကျန်နာတော့ဗောနော်ကျန်နာတော့ဟိုဆက်ပြီးတော့ကြည့်ရမှာပါဗျာနော်ဂါနာချူရောင်းမယ်တန်း60မာကတ်စထရီချူကိုတန်း40နော်စင်ဂျိုကို25တန်းအန်တိုနီဆန်တိုကို35တန်းအဲအိုက်မာဆိုလို့ရှိရင်ကိုပဲတန်းတရာမယ်တန်းတရာ60လောက်ကျွန်တော်ရပြီဗျာတန်းတရာ60လောက်ဆိုလို့ရှိရင်အန်ပူမူကိုခေါ်ဖို့အတွက်ဂျိုးပန်းနေနေရာမှာကျွန်တော်ကလူရောင်းနေရမလို့သေးဘူး အန်ဘူမူကိုကျွန်တော်တို့ပန်းတန်း60လောက်နဲ့ခေါ်လို့ရသေးတယ်ပြဿနာမရှိသေးဘူးဆိုတော့အဲ့ဒါပြီးမှယူနိုက်တက်ကကစားမားတွေကိုရောင်းလို့တန်း160ရရတယ်ဆိုရင်တိုက်စစ်မှုနေရာအတွက်အားဖြည့်မယ်ဘလောက်ကုန်မလဲတော့ဘသူ့ကိုခေါ်မလဲဆိုတဲ့ပုံမှာမူတည်တာပေါ့နော်ပြီးရနဲ့ကွင်းလင်အားဖြည့်မယ်အဲ့ဒါတွေကအဆင်ပြေပြီဆိုမှ backup ဂူဒမားတယောက်ထပ်ပြီးတော့အားဖြည့်မှာဘာလို့လဲဆိုတော့ဒီအဝါကထွက်မှာဗျာနော်တူရကီဂူဒမားဘိုင်နာကထွက်မှာဗျာအနည်းဆုံးတော့အတင်းကဂူဒမားတယောက်တော့ခေါ်ရမယ်ဒါပေမဲ့အဲ့ဂူဒမားကဘလောက်ထိပေါ့နော်အဆင်ရှိတဲ့ဂူဒမားကိုခေါ်မလဲကြည့်ရမှာပေါ့ကျွန်တော်တို့က second choice keeper ကိုပဲခေါ်မလာဦးနနာနေရာကိုလူနိုင်တဲ့ကုသမကိုခေါ်မလာဒါကတော့အတင်းရဲ့အခြေအနေပေါ်မှာမူတည်တာပေါ့လေဒီပုံစံနဲ့ကတော့အအတင်းမှာဆိုလို့ရှင်လုံးဝဒီ first line နဲ့ကိုလူနိုင်တဲ့ကုသမကိုခေါ်လိမ့်မယ်လို့ကျွန်တော်တို့မထင်ပါဘူးเนาะကျွန်တော်တို့မထင်ဘူးဆောင်းတော့ကျွန်တော်ကြည့်ရမှာပါအဲဆန်ချိုပြန်လာတော့တဲ့အတိုးတဲ့အောင်ကျူးစားလို့ရှင်ပြန်ကောင်းလာရင်အဆင်ပြေမလို့ထင်တော့ကျွန်တော်တို့မထင်ဘူးဆရာသမားကြီးเนาะဂျီဒန်ဆန်ချိုနဲ့ပတ်သက်လို့မျှော်လင့်ချက်ရှိတဲ့သူတွေကတော့တော်တော်ကိုချီးကျူးပါတယ်တော်တော်ကိုချီးကျူးပါတယ်เนาะကိုအတင်းမှာကစားခဲ့တာတွေမမြင်လို့ပဲလားဒါမှမဟုတ် ချဲစီမှာကစားတာတွေမျိုးမမြင်တော့လို့ပဲလားဗောနော်ကနာဂျီဂျီဒန်ဆန်ဂျူကိုထပ်ပြီးတော့မျောလင်းတယ်ကျွန်တော်ယူနိုက်တက်ပရိသတ်တယောက်ပြီပြပြရနော်ကိုအသင်းကိုစော်ကားခဲ့တဲ့ကစားမတယောက်ကိုပြည်တယ်ပြန်ပြီးတော့မျောလင်းချက်ထားတာကျွန်တော်နားမလည်နိုင်ဘူးတယောက်နဲ့တယောက်အမြင်မတူဘူးဆိုပေမဲ့လို့ပြထားပါတော့ကစားမကိုကြိုက်တာမကြိုက်တာဒါနဲ့ပတ်သက်လို့ကျွန်တော်ညင်ညာခွန်ကြတာနားလည်ကြသေးတယ်ဟာကိုကြိုက်တဲ့ကစားမမို့လို့ကိုနှစ်သက်တဲ့ကစားမမို့လို့နော်ဟာဒီကောင်ကတော့အသင်းမှာရောက်လို့ရှိရင်ပြန်ပြီးတော့ကြိုးစားရင်ကြိုးစားအောင်မှာပဲပြဿနာမရှိဘူးဒါမျိုးကနားလည်လို့ရတယ်အဲဒီမဲ့အခုက ဒီကောင်အသင်းကိုစော်ကားသွားတာဗျာသိလားအသင်းကနေပြီးတော့အသင်းကနေထွက်လာတဲ့အကယ်ဒမီတွေကစားမားတွေမက်မာကတ်စထရက်ရှူတို့အသင်းပြောင်းနေအောက်မှာစော်ကားတဲ့စကလုံးတွေကျွန်တော်ရေးသွားတာသူများအသင်းကိုပြောင်းနေလဲရူးရူးတန်းတန်းကတော့ကျွန်တော်မပြောင်းဘူးစော်ကားမော်ကားလုတ်ပြီးမှကျွန်တော်ပြောင်းသွားတာဒီလိုကစားမားကိုအသင်းမှာပြန်ပြီးတော့မျှော်လင့်ချက်ထားစရာအကြောင်းကိုမရှိဘူးတော်အံဩပါတယ်နော်ကိုအသင်းကိုအသင်းအားပြီးလေလေကျွန်တော်ပြောသေးတယ်ဒီအသင်းကိုစော်ကားခဲ့တဲ့ကစားမားတွေကိုကျွန်တော်ကမျှော်လင့်ချက်ထားနေတော့မယ်ဟွန်းဟုတ်တော့မဟုတ်သေးဘူးဆရာသမားရေနော်အခုကားတဲ့တိုက်စစ်မှာ โอเคအဲလူတွေများပြီးတော့အာကူမရဖြစ်နေတာတဲ့เนาะအဲကြောင့်မလို့အာကူလို့ရတဲ့ကစားမားတွေကိုကျွန်တော်တို့ဘောเนาะခေါ်နေတာပေါ့ဥနနာကူပြားတဲ့လုံးဝလက်လွတ်မရမှာဒီပုံစံလေးကတော့အဆင်မပြေဘူးထင်တယ်တဲ့เนาะအဲအတင်းမားတဲ့ကိုသမားတွေဘာတွေလဲလိုအပ်နေတယ်เนาะတဲ့เนาะโอเคပါအဲကျေးဇူးအများကြီးတင်ပါတယ် binary city ကတော့ထွက်ရမှာပဲပြားတဲ့အတင်းကနေပြီးတော့โอเคမင်္ဂလာပါတဲ့โอเคပါဆက်သမားမင်္ဂလာပါ โอเค Resman Hoyle ငားတယ်ငယ်ပါသေးတယ်ဗျာတဲ့ Wayne Tight စစ်မှုတယောက်နဲ့နေရာဒီလောက်တွဲပေးလိုက်လို့ရှိရင်တူးတက်လာမယ်လို့ထင်တာပဲတဲ့ငငယ်ရွယ်နဲ့နာမည်ကြည့်လာတာလည်းကတော့မဟုတ်ပါဘူးတဲ့နော်ဟိုလေကစားမားတွေကအသင်းနဲ့အဝင်ခွင့်ကြဖြစ်ဖို့เนาะကစားမားတွေခြေသွမ်းပြတယ်ဆိုတဲ့နေရာမှာလည်းသူ့ကလည်းဒါပါလားအက်ဒန်လာမှာလာဆိုလို့ရှိရင် pressure မရှိတာတို့เนาะဈေးနှုန်း pressure မရှိတာပရိသတ် pressure မရှိတာ media pressure မရှိတာဘာညာเนาะကစားတဲ့ row ဒါတွေလည်းကွာမှာပေါ့လေအသက်ငယ်သေးတယ်ဆိုတာမှန်ပြီမဲ့လို့22နှစ်ပါဆရာသမား white line ဟာ22နှစ်ပါ 22နှစ်မှာအဲ့လောက်ကြီးတော့တိုင်ပတ်မနေသေးဘူးပေါ့နော်ကျွန်တော်ပြောချင်တာကစားမားတစ်ယောက်တည်းပုံမှာတော့အပြစ်တော့မပုံချလိုပါဘူး ready မဖြစ်သေးတဲ့ကစားမားတစ်ယောက်ကိုကျွန်တော်တို့ကအတင်းရဲ့ first line နဲ့နေရာ number 9ပြေးလိုက်တယ်ပြေးလဲပြီးတော့ကစားမားကအတင်းလိုက်ပါတိုင်ပတ်နေပါတယ်ဆိုဒီကစားမားလေးကိုယ်တိုင်ကပါဂိုးတွေမသွင်းနိုင်တော့ဘူးဆိုတော့အတင်းရဲ့တိုက်စင်မှာပြောကြရင်သူနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ပြောကြတာဆိုတော့ပေါ့နော်ဒါကြောင့်22နှစ်ဆိုတာမျိုးကတကယ်တမ်းပြောလို့ရှိရင်ကစားမားဘုကငယ်တော့တဲ့အချိန်မျိုးဟုတ်ပါဘူးဒါပေမဲ့လို့ ကာဗာနီတို့လိုတိုက်စစ်မှုတွေရှိတယ်ဆွဲခွန်နေတဲ့တိုက်စစ်မှုတွေရှိတယ်ဆိုလို့ရှင်တော့ဝိုင်လန်ကောင်းကောင်းကောင်းလာနေမှာပေါ့လေအခုကအသင်းမှာဆက်ထားပြီးတော့နောက်ထပ်တိုက်စစ်မှုတယောက်ခေါ်ရရင်ကလည်းအသင်းမှာက3ယောက်ဖြစ်နေပြီဗျာ60ရှိမယ်ချီရိုအွန်4ယောက်ဖြစ်နေပြီဗျာတိုက်စစ်မှုစစ်စစ်တယောက်ရောက်လာမယ်ညွန်ပြီးလို့ရှင် rest match ရှိမယ်ဈေးစီရှိမယ်ချီယိုအိုဘီရှိမယ်အိုဘီရဲ့အနာဂတ်ကျွန်တော်ဒါသလို့ရှိရင်တခြားအသင်းကိုလည်းလွှတ်လိုက်ရတော့မှာလားဒါမှမဟုတ်ကျွန်တော်ချီယိုအိုဘီကိုနေရာဆက်ပြီးတော့မပေးသေးဘူးလားချီယိုအိုဘီက ဆွဲခွန်နေတဲ့ကစားမသာရှိမေဆိုရင်သူဟာ Resmester အများကြီးပိုကောင်းနေတဲ့ကစားမမျိုးပြနော်ဒါကြောင့်လည်းရှိပေါ့နော်အတင်းကတိုက်စစ်ကတော့ဒီကြပေါက်ကတော့နောက်တစ်ယောက်ခေါ်ရဆိုလို့ရှိရင်တော့အခွင့်တိုင်းတော့ရောင်းပါလိမ့်မယ် white line ကိုနော်အခွင့်တိုင်းတော့ကျွန်တော်ရောင်းပါလိမ့်မယ်မင်္ဂလာပါတဲ့ okay ပါ Vita Gugres ကတေချာလောက်လာတဲ့ကာနာကျူးထွက်တော့မယ်ဆိုတော့ဒီနော်ဘာမှတေချာတာမရှိပါဘူးလို့ဆိုနော်အတင်းနဲ့ပတ်သက်လို့ဘာမှတေချာတာမရှိပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့က Ampu Mu ကိုတေချာအောင်အရင်ကျိုးပန်းနေတယ်ဆိုတော့ကျွန်တော် Vita Gugres နဲ့ပတ်သက်ပြီးတော့ဘာမှတေချာတဲ့သတင်းတွေကျွန်တော်ထွက်မထားသေးပါဘူးနော် မင်္ဂလာပါတဲ့ဟုတ်ကဲ့ပါအဲဆိုတော့အားပြီးတဲ့ကြာပါပြီတဲ့နော်တခါမှကွန်မန့်အရင်ကမမန့်ဘူးလို့ပါတာဟုတ်ကဲ့ပါကွန်နမင်းထွန်းချစ်သူများကြီးတွေပါတယ်မင်္ဂလာပါတဲ့ကိုကောင်မြတ်ထွန်းမင်္ဂလာပါโอเคတန်း60လောက်ရလို့ရှင်တော့ရောင်းလိုက်တော့ပြားတယ်ကန္နာချူကိုတွေနော်တန်း60လောက်ရရင်တော့ကောင်းဆုံးပေါ့လေဒါပေမဲ့အတင်းပတ်ကတန်း40ဘာညာလေးလဲတင်းနေကလည်းလွှင့်ထားတာတန်း60ပြီးပါမလားဒီကပြီးပါမလားဆိုတော့ကိုအတင်းပတ်ကရောင်းနိုင်ရင်တော့ကျွန်တော်ရတာပေါ့ဗျာရောင်းတတ်ရင်တော့နော်ကန္နာချူကအများကြီးပူကောင်းနိုင်သေးတဲ့ကစားမားပါ ီထက်ပို့ပြီးတော့အများကြီးပူကောင်းနိုင်သေးတယ်အသက်ကလည်း20ပဲရှိသေးတယ်အတင်းနဲ့စာချုပ်ကလည်းကျွန်တော်ကျန်သေးတယ်သူသာတင်ယူမယ်ဆိုအများကြီးပူကောင်းနိုင်ချမ်းရှိသေးတယ်ကစားမှာပါရတဲ့အတင်းကတော့မင်းတန်း40နဲ့ရတော့မင်းတန်းပါသိလားတကယ်ပြောတန်း40နဲ့ရတော့တန်းပါအများကြီးပူကောင်းအောင်မှကနာချူကအဝင်းကျင်ကောင်းမှသာဖန်တီးပြီးအခုလည်းကြည့်ကျွန်တော်နာပူလီရဲ့စိတ်ဝင်စားတယ်မလားနာပူလီလို့ပါလို့ရောက်တယ်ဆိုရင်အများကြီးပူကောင်းလာအောင်ပါကိုယ်ရည်တင်ရတော့သူ့ရဲ့ attitude တွေကြောင့်အစမပြေဘူးပြသူနီးပြောက်ကိုလည်းဒလူညီလူပြောထားတယ်ဆိုတဲ့အခါကျတော့ဘလူးမန့်အခြေအနေမကောင်းဘူးပေါ့နော် ခနာချူကိုရောင်းတဲ့နေရာကနေတန်း90လောက်ရလို့ရှင်တော့မဆိုးဘူးเนาะတဲ့เนาะအဲတန်း90လောက်မဆိုးဘူးเนาะအဲ့ဒါမြအချင်းကြီးကောင်းပါဒါမျိုးလို့အတင်းကတန်း40ဒီဘာကြီးလေးပြောထားတော့ဘာဖြစ်မလဲတော့ကြည့်ရမှာပါလေဖူးချစ်ကိုပြားတဲ့ခနာချူကိုဘယ်တင်းကိုပြောင်းနိုင်မယ်ထင်လဲတဲ့လက်ရှိချိန်ကြီးကတော့အတင်းအတင်းစီကိုတရားဝင်ကန့်လန့်ထားတဲ့အတင်းတွေချိတ်ဆက်ထားတဲ့အတင်းတွေစုံစမ်းထားတဲ့အတင်းတွေဘာမှမရှိသေးပါဘူးစိတ်ဝင်စားတယ်လို့ဘာလို့လောက်ပဲကျွန်တော်ရှိသေးတာအနည်းဆက်ဆုံးကြိုးပမ်းထားတဲ့အတင်းတွေကိုကြည့်ရင်တော့အီတလီကလပ်တွေပဲကျွန်တော်ရှိတာအထူးသဖြင့်ကျွန်တော်တို့အနေနဲ့ဒီနာပိုလီပေါ့နော်နာပိုလီရဲ့ဘက်ကတော့အမှန်ကန်ကိုသူတို့အနေနဲ့ တို့ဒါလိုချင်တာပြည်ထနာကအခုချိန်ဒီအတင်းဘက်ကိုတရားဝင်ကန့်လန့်တာတွေပါတယ်ထိတိယယောက်သူတို့လောက်တာမျိုးတွေကျွန်တော်မရှိသေးဘူးကအဓိကတဲ့နော်ထွက်ဖို့သာရည်ကြီးတာတဲ့အဲသူထက်ပူကောင်းတဲ့ကစားမတွေခလို့ရတယ်တဲ့ကနာချူရက်ရှ်ဝတ်အန်တိုနီဆန်ချူမေနူဝိုင်လန်ဒီချာရောင်းတင်နေပြတဲ့ကျွန်တော်ကတော့မေနူကရောင်းတင်နေတယ်မှာပါတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်တခုရှိတာကဘာလို့လဲဆိုတော့ဒီကစားမဘယ်တော့ထိကောင်းနိုင်တယ်လဲကျွန်တော်သိပြီးသားမှုပါအက်တီကျူပိုင်းလဲကျွန်တော်ကောင်းတယ်ကွာလီတီပိုင်းလဲကျွန်တော်ကောင်းတယ် အမူရင်းလက်အောက်မှာတော့ယုံကင်နေရတယ်ပေါ့လေဒံရပြဿနာကြားထဲမှာကြုံသွားတာကတော်တော်ဆိုးတယ်ဒါပေမဲ့လို့ပေါ့နော်မင်းနူးကလည်းသူ့ရဲ့ရိုးကပျောက်နေတယ်ဗျာဒီလားမင်းနူးကကျွန်တော်တို့လက်ရှိအမူရင်းလက်အောက်မှာဆိုဘယ်လိုကစားရမလဲအမူရင်းလက်အောက်မှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်3 4 2 1နဲ့ကစားရတယ်ဟို first nine နေရာမှာလည်းအဆင်မပြေဘူးနံပါတ်10ရိုးနေရာမှာလည်းအဆင်မပြေဘူး center mid မှာဆိုလို့ရှိရင်လည်းပဲသူနဲ့ဘရူနိုတွဲကစားရင်ကျွန်တော်အပေါက်ကြီးဖြစ်နေမှာအဆင်မပြေဘူး finalist ကလည်း captain ဆိုတော့ကျွန်တော်တို့ကလုံးဝ နော်သူလက်ရှိအကောင်ဆုံးအချိန်ကြီးရှိနေသေးတယ်ဆိုတော့သူ့ကိုချမှာမဟုတ်ဘူးဆိုတော့ main new ရဲ့ rule ကတကယ်တမ်းပြောရင်ပျောက်နေပြီပျောက်နေပြီပေါ့နော်ဒါပေမဲ့လို့ Kobe main new ဒီအများကြီးပိုကောင်းနိုင်တဲ့ကစားမပါနော်ဘာလို့လဲဆိုတော့ Bruno ကနောက်ထပ်သုံးလို့ရရင်၃နှစ်ပဲအကယ်လို့ပေါ့နော် main new ကသုံးလို့ရမယ်ဆိုလို့ချင်း season တစ်ခုစားတော့က AC ပဲဘာလို့လဲဆိုတော့တကယ် defensive midfield ကောင်းကောင်းရဲ့ဘေးမှာဆိုရင် Kobe main new ဒီ deep line playmaker ကနေမှာတော်တော်ကောင်းကောင်းကစားနိုင်တယ် သူရဲ့ပထမဆုံးရာသီကျွန်တော်မှတ်မိသေးတယ်သူပထမဆုံးအရစ်တန်ခါရဲ့လက်အောင်မှာပွဲထွက်ခွင့်ရတာ Everton နဲ့ပွဲထင်ပါတယ်အဲ့ဒီ Deep Blue နေရာမှာဆော့တာတော်တော်လေးဆင်ပြေတယ်အခုလက်ရှိအဓိကကလာမယ့်ဒီနေရာဒီပြောင်းရှိမှာကျွန်တော်တို့ဘောနော Bruno Fernandes ရဲ့ Bay Central Midfielder ရဲ့ Bay မှာကောင်းကောင်းကစားနိုင်မဲ့ဒီ Athletic Number 8 Player ရပြီဆိုရင်တော်တော်ဟုတ်သွားပြီအဲ့ဒီကစားမရှိမဲ့ Ugarte ရှိမဲ့ Bruno ရှိမဲ့ Mainu ရှိမဲ့ဆိုရင်ကွန်းလေကအချိန်ကြီးကောင်းသွားပြီကွန်းလေမှာလည်း Mainu ကိုကျွန်တော်တို့ကရိုးအတီတကြပေးဖို့လိုပြီ ပြည်မယ်ဆိုတော့ရောင်းချသိနေဆိုတာမျိုးကတော့ကျွန်တော်ဆန္ဒဆောလုံးနေလို့ထင်တယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲအတင်းမှာလေဟိုရောင်းချရောင်းချသိနေလို့မြင်းနဲ့ညီကိုဒီဘက်ကကျွန်တော်ကြည့်တော့လေမမားပါဘူးမမားပါဘူးဆိုတာခုနကပြောလို့သူရိုးပြောင်းနေတယ်ဆိုမှတော့ကျွန်တော်ဘာလို့မှားလဲပေါ့တကယ်တမ်းကကျွန်တော်ပြောလို့ပဲ Fernandez နဲ့အလဲပြောင်းကျွန်တော်လုတ်ပြီးတော့ကစားလို့ရတယ်ဒါအပြင်ကွင်းနဲ့ကွင်းထဲမှာပေါ့နော် Fernandez ကို number 10လို့ပို့ချင်လည်းပဲကျွန်တော်က menu ကိုကျွန်တော်အဲ့ဒီနေရာမှာထားပြီးတော့ကစားလို့ရတယ်အများကြီးအဆင်ပြေတယ်အဲကျွန်တော်တော့ menu လို့ဘာလို့ကတော့ကျွန်တော်တို့ပေါ့နော်ရောင်းလို့မသိပြီးတော့မတင်သေးဘူးလို့ကျွန်တော်ယူဆတယ် အဲဆူတော့ကနာဂျူကားတဲ့တက်လုံးပဲကောင်းတာ finishing မကောင်းပါဘူး okay ကျေးဇူးများပရီးမီးယားလေးကိုတဲ့ပြန်မြောင်းစီချင်မှုပြားတယ်နော်ဟုတ်တယ်အမှန်ပဲကျွန်တော်လည်းပဲဟိုပရီးမီးယားလုံးပရီးမီးယားလေးမှာပြန်ပြီးတော့ဟိုမြောင်းစီချင်မှုတခြားကလပ်အသင်းတွေတခြားဥရောပတခြားကလပ်အသင်းတွေကိုပဲကျွန်တော်ရောင်းသိနေလို့ကျွန်တော်ထင်တယ်ပရီးမီးယားလေးဆိုလို့ရှိရင်ပြားတယ်နော်လုံးဝဈေးကန်တင်နေတဲ့တခြားလိဂ်တွေဆိုလို့ရှိရင်ပရီးမီးယားလေးတခြားပရီးမီးယားလေးဆိုငါပြင်းရဆိုတန်း65လောက်တောင်းသိနေတယ်အဓိကအသင်းဘက်ကလှုပ်လှုပ်တက်ဖို့ပေါ့လေ ခုကတော့ပါဆက်ဖြစ်မလို့ကြည့်ရမှာပါအခုကိုရီတင်ဘက်ကကိုရီမြန်ရောင်းလိုက်တယ်ဆိုလို့ချင်းဘယ်တော့မှအခြေအနေမကောင်းဘူးတို့သူများတွေမြန်ရောင်းမယ်ဆိုလို့ချင်းဈေးရမင်းတအားကြည့်တာကိုရီတို့ဘာမှကျွန်တော်တို့မလုပ်နိုင်ဘူးဦးနနာကိုကွင်းလေထားလို့ရှင်ပြားတယ်နော်ကွင်းလေတိုင်းကက်စမဲရုတက်ကောင်းမယ်တင်နေတဲ့အထွက်ဒီကိုတဲ့ခွတ်သွက်သက်လေးလုံနိုင်မှအဆင်ပြေမယ်လို့ထင်တာပဲတဲ့အတင်းကိုတစ်ဝက်လောက်မြည်လည်ပြီးသားဖြစ်မှနောက်ထပ်ကစားမကောင်းနေကျွန်တော်ရောက်လာမှာโอเคပါ ဲဦးနနာကို academy academy ပြန်ဖို့လဲဘာမှကောင်းမှာမဟုတ်ဦးနနာကတော့ကျွန်တော်တို့တိုးတက်နိုင်စွမ်းရှိသေးတဲ့ကစားမှာမဟုတ်သူပြန်ကြလာတဲ့အချိန်ကြီးကိုရောက်လာပြီဆိုတော့ဦးနနာတို့ဘားတို့ကိုကျွန်တော်တို့ပေါ့နော်ဟိုဟာထက်ပြီးတော့ academy ပါလဲပေါ့နော် academy ထားလဲကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်တို့အဆင်မပြေတော့ဘူးဒါတည်ဒါတည်ကြရယ်နော်ဒါတည်ကြရယ်အကူမီနူကလည်းထားထားတင်တယ်လို့ထင်တယ်တဲ့သူနေရာကြီးကြထားပြီးတော့ကစားမယ်ဆိုလို့ရှင်တော့အဆင်ပြေနိုင်ဦးမှာပါတဲ့နော်โอเคပါအဲကာနာချူကပြားတဲ့ကောင်းနိုင်ရင်တန်းနဲ့မင်းသားဆိုင်ပြီနေတာတဲ့နော်โอเค ွင့်လင်းနေရာတော့ထပ်ပြီးတော့ဖြီးမှကောင်းမယ်ထင်တယ်နော်တဲ့နေရာလို့ရရင်တော့အသင့်တော်ဆုံးပေါ့လေဒါပေမဲ့တရားလို့ရလို့ရှိရင်ကိုပဲကျွန်တော်ဖျားတရားမှလည်းပြောရမှာပဲအခုကတိုက်စစ်၃နေရာစလုံးဖြီးမယ်ပြီးရင်ကွင့်လင်းတရားဖြီးမယ်ဆိုအသင်းရဲ့အပြောင်းအလဲကပြီးသွားပြီဆိုတဲ့အခြေအနေမျိုးမှာရှိတယ်ဒါပေမဲ့အဲ့လိုတော့ကျွန်တော်မတင်ဘူးပေါ့နော်ကျွန်တော်ကွင့်လင်းက၂နေရာလောက်ရောက်မှပဲကျွန်တော်အချင်းပြေးမှာဒါပေမဲ့၂နေရာလောက်ရောက်ဖို့ဆိုတာမျိုးကလည်းကစမရူဘာလို့ရောင်းမှမဟုတ်လို့ရှင်တော့ရောက်လာဖို့မရှိဘူးအဓိကကိုသိမှငွေရှိတယ်ဆိုရင်တော့မှပြိုင်ပွဲအများကြီးမရှိတော့ဗျာကက်စမရူရှိနေတယ်ဆိုလို့ရှင်ထက်ခေါ်ဖို့ကမရှိတော့ဘူး ကက်စမီရိုကိုကျွန်တော်နောက်နှစ်လက်လုပ်ပြီးပြီဆိုမှနောက်ထပ်ကစားမတယောက်ထက်ကိုတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။ဒီအဓိကအပြင်တော့ကက်စီရိုကိုရောင်းဖို့အခက်ကြီးနေတာတပတ်ကို၃သိန်းခွဲလောက်ရနေတဲ့ကစားမတွေပြီးလို့ရင်ကစားမကောင်းလည်းမကောင်းတော့ဘူးဆိုတော့တော်တော်ကိုရောင်းဖို့ကခဲရင်းနေတာပေါ့နော်။အဲ့ဒါတော်တော်လေးစိုးတဲ့တယ်မှာပါတယ်။ဒီဟန်ဒါဆန်ကိုပြန်ဝယ်တင်တယ်လို့မထင်ဘူးလားဗျာတဲ့ကျွန်တော်ကတော့ဗနောကျွန်တော်တို့အသင်းမှာဖြတ်တန်းခဲ့တဲ့ကစားမတွေကိုကျွန်တော်တို့တိတ်ပြီးတော့ဘယ်လိုပြောမလဲမျှော်လင့်ချက်ထားတာတွေကျွန်တော်ကတော့ရက်တင်ပြီလို့ကျွန်တော်ထင်တယ် ကိုကောင်းနိုင်တဲ့ကုသမာတွေဈေးကွက်ထဲမှာအများကြီးပါဆိုတော့အဲ့ exam တွေကိုပဲကျွန်တော်ကျိုးပန်းတင်နေကျွန်တော်တို့ကတခုခုဆိုလို့ရှိရင်ဒီတယ်မလား United နဲ့ပတ်သက်တဲ့ exam တွေကိုပြန်မျှော်လင့်ကြတယ်ကျွန်တော်ပြောတာကအမင်းအလကားရရင်တော့ပြဿနာမရှိဘူးဗျာငွေပေးပြီးခေါ်မယ်တူတူကတော့ပူကောင်းတဲ့သူတွေခေါ်မှာပေါ့ Henderson တို့ဘာလို့ခေါ်မယ်တန်း30ခုမယ်ဆိုလို့ရှိရင်တန်း30နဲ့ Henderson တို့နဲ့ပူကောင်းတဲ့ကုသမာတွေကျွန်တော်ရှိနေတာပဲဟုတ်တယ်မလားကျွန်တော်ခေါ်မှာပေါ့အဲ့လိုမျိုးဆိုတော့အခုကကိုတင်းကကောင်းနေသူဟာ Ilenga လေးပြန်ခေါ်လိုက်ပါလားဟမ် Angel Gomez လေးပြန်ခေါ်လိုက်ပါလားဒီမလားနော်ဟိုလူလေးပြန်ခေါ်လိုက်ပါလားဒီလူလေးပြန်ခေါ်လိုက်ပါလား ကိုအတင်းနဲ့ပတ်သက်တဲ့ကစားမတွေကိုပြန်ခေါ်မှအတင်းကောင်းမှာမဟုတ်ဘူးဗျာသူတို့ကိုပေးရမယ့်ဈေးနဲ့ဈေးကွက်ဈေးကွက်ထဲမှာအများကြီးပူကောင်းတဲ့ကစားမတွေကျွန်တော်ရှိတယ်ကိုရီနဲ့ပတ်သက်ဘူးလို့အဲ့ဒီကစားမတွေပြန်ခေါ်ရမယ်ဆိုတဲ့မျိုးကတော့တိတ်တော့မှမလုပ်ဘူးနော်အံပွင့်မှုကားတဲ့ဘယ်ဘယ်တော့ရောက်မလဲတဲ့မသိသေးပါဘူးဒါပေမဲ့ကျွန်တော်ထင်ပါတယ်ဒီညတော့ breaking news တွေပါရင်မှကြားရမလားပေါ့သိလားဒီညလေသူတို့ဟိုမနေ့တည်းကပေါ့နော်အတင်းပတ်ကနောက်ထပ်တန်း60နဲ့ပေါ့နော်တန်း60နဲ့ဒါအစ်စ်ကန်းလန်းသွားဖို့ရှိတယ်ဆိုပြီးတော့တရင်တွေထွက်ထားတယ်ဆိုတော့ အန်ဘူမိုနဲ့ပတ်သက်လို့ရှိရင်ဒီညကကျွန်တော်ဒါဟီဝီကိုတွေတာမမဟုတ်ဘူးနော်ဒါသဘောတူညီမှု breaking news တွေတွေ့ရလိမ့်မယ်လို့ထင်တယ်ဒေးဗစ်ရော့စတိန်ကိုဘာလို့စီကနေ Fabrizio ရဲ့ Hewie ကိုတွေ David Rostein ရဲ့ဘောနဘာတွေတွေ့ရလိမ့်မယ်လို့ထင်တယ်တချို့ကြတော့လေအာနော်နောက်တစ်ပတ်ကျမှဘောနနောက်တစ်ပတ်ဆိုတော့ဒီနေ့စနေမလားပြီးလို့ရှိရင်မနေ့ပြန်တနင်္ဂနွေနေ့ဗျာဒီဘက်ခါသူတနင်္လာတနင်္လာနေ့ကျမှအတင်းဘက်ကတရားဝင် official ကန်လန်းရင်ကန်လန်းမှာဆိုတော့တင်းနေကကြားနေတာဘာလို့လဲဆိုတော့ weekend ဆိုတော့သူကလှုပ်လှုပ်ချင်မှလှုပ်တာလေ weekend ဆိုတော့ဗောနော်တင်းလာနေဒီပိုင်းကြာမှာလေအတင်းဘက်ကတရားဝင်ကန်လန်းနာမျိုးတွေလည်း ကြားနေနေဆိုတဲ့တင်းတင်းကလည်းထွက်ထားတာဒါပေမဲ့တေးကြတာတကူကတော့ခက်မြင်မြန်လှုပ်လှုပ်ဖို့လိုတယ်ဗျာဒီလားစနေတင်းတင်းကိုနေစဉ်းစားအမိနေအဲ့ဒါမှခက်မြင်မြန်လှုပ်လှုပ်ဖို့လိုတယ်ခက်မြင်မြန်ကျွန်တော်ပေါ့နော်ရမှာပဲအဆင်ပြေမှာပဲအဲစတူကတ်ကွန်းလင်းကစားမလေးမကြိုက်ဘူးလားတဲ့နော်စတေလာလားနော်အင်ဂျယ်လူစတေလာကြိုက်တာပေါ့ဗျာပြည်တနာကကိုအသင်းဘက်ကဂျာမန်ကစားမလေးဆိုလို့ချင်းဘယ်တော့မှအထင်ကြီးလေးမရှိဘူးဒီလားအဲ့ဒါတော်တော်တိုင်ပက်တယ်ကိုအသင်းမှာဂျာမန်နဲ့ပတ်သက်လို့တမိုင်းတစ်လျှောက်လုံးမှာကျွန်တော်မှတ်မိတော့ဂျာမန်လူမျိုးနဲ့ပတ်သက်လို့ရောက်လာတာအသင်းမှာနှစ်ယောက်ပဲရှိတယ် အဲကယာယီနီးပြပြ6လရောက်လာတဲ့ Ranging နဲ့ကစားမပြတဲ့ Schwinstein ကဒါပဲရှိတယ်။ကျန်တဲ့ဘယ်ဘလောက်ကြောင့်နဲ့ကောင်းတဲ့ဂျာမန်ကစားမမှကျွန်တော်ခေါ်ဖို့အတွက်မခေါ်ဘူး။နီးဆက်တာဆိုလို့ကျွန်တော် Tony Cruz ပဲရှိခဲ့ဘူးလား။သိရမလားနော်။ဘာမှမလုပ်ဘူး။အဲ့တော်ရီဆိုတယ်ဂျာမန်နဲ့ပတ်သက်လို့ကိုတင်းဘက်က Bundesliga မှာ scouting လုပ်တာတော်တော်ညံ့နေတယ်မှာပါတယ်ဆရာသမားနော်။ Okay ဆိုတော့ခြေတိများရေမာတယ်လောတဲ့ချင်းချင်းကျွန်တော်တို့က1300ညီပါရှိပါတယ်အဲတယောက်ခြေစီတန်းကိုခြေတိများရေမာတယ်ချန်နယ်လေးက subscriber 2300ကိုနီးလာပါပြီ ကဲလို့ညီကလို့အနေနဲ့ channel လေးကို subscribe နဲ့တူဆိုလို့ချင်းနှိပ်ပြီးသွားဖို့တောင်းဆိုပါရစေ။အခုချိန်ကိုလာပြီးတော့ကြည့်ပေးကြတဲ့ညီကလေးတယောက်ချင်းတိုင်းကိုလည်းကျေးဇူးများရပါတယ်။ဗီဒီယိုလေးကိုလည်း like လို့ဒီနှိပ်ပြီးသွားဖို့တောင်းဆိုပါရစေ။ဆိုတော့ဒီည breaking news တွေပါတွေတက်တယ်ဆိုလို့ချင်းဗီဒီယိုတွေချက်ချင်းတင်ပြဖို့ကျွန်တော်လုပ်ပါမယ်။အဲ့လိုမဟုတ်ရင်တော့ကျွန်တော်မနေ့ဖြန်မနေ့မှာအတင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့တင်တင်ကိုကျွန်တော်တို့ထပ်ပြီးတော့ live သွားပြီးတော့ဆွေးနွေးကြတာပေါ့။ဆိုတော့နောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။ကြည့်ရှုအားပေးတဲ့ညီကလေးများအားလုံးကိုကျေးဇူးများရပါတယ်။